တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ဒါဟိုတစ်ခေါက်က interview မှာဆိုရင်ဒါမာဂျီဆိုးရဲ့ချစ်တူမာလေးဒါခေတ်သခင်က ပိုင်းနဂုံရဲ့ဒါအကောင့်လေးတွေဖြစ်ချင်တယ်လို့ပြောခဲ့တာနဲ့ပတ်သက်ပြီးတော့အခုပိုင်းနဂုံကဒါဘလို့များပြန်လဲပြီးတော့တုံ့ပြန်လိုက်တယ်ဆိုတာကိုဒါကျွန်တော်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော်နဲ့အတူတူကြည့်ရှုလိုက်ကြရအောင်ကဲကဲဟိုကလေဗာလဲမိုင်းဆိုးရဲ့ဒီမှာလေအဆုံးဖူးတယ်အဆုံးဖူးတာမိုင်းဆိုးမိတ်ဆက်ပေးတာဒီမှာလေးကချစ်စရာလေးခလေးကဟမ်ဘယ်ဖြစ်တယ်ပြီးရင်အဲ့လိုပေါ့ဟိုစကားပြင်ပြုံး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 နဲ့ချစ်စရာလေးဟုတ်အဆုံးဖြစ်နေတာကဘယ်အတော့လေးဖြစ်နေလဲအာ ူကအများအားမဟို comment ကြောက်လို့လဲသူက comment ကနည်းနည်းများတော့ကျွန်တော်မမြင်ရဘူးအပြင်မှာတွေ့ရတဲ့အချိန်မှာကိုကြီးရဲ့တရိတ်ဆန်လေးကိုချစ်တယ်အများကြီးပြောတယ်ပြောတယ်ကျွန်တော်ကိုပိုင်တကောကိုပိုင်ကောနားမကြိုက်ဘူးတော့ငါဖြစ်ချင်တဲ့ဒီကြိုက်တာဘာဖြစ်ချင်နေလဲဖြစ်ချင်တာပေါ့တော်ဟိုလေ အဲကလေးကသူကတလေးဆန်လေးရဲ့အရန်ချစ်တော့ကျွန်တော်မွေးထားတလေးဆန်လေးသူမွေးကျင်တာသူချစ်တာလို့မိုက်ဆူကကြာနည်းနည်းကြောက်တာအဲကလေးရောလက်ဆောင်ပေးလိုက်မလောက်ပါနဲ့မပေးပါဘူးခင်ဗျာကဘာကုလုံးမျိုးဖိချပေးသွားခဲ့တဲ့ပိုင်တွေကိုကိုဒါဘလို့များမြင်ကြတယ်ဆိုတော့ကို comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချမ်းမြေတော့နေ့လေးဒီနေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ